ကျန်းသာတဲ့တတိဖြစ်ပေမဲ့ဂုံဘကသနာမရှိပဲစတီးလင်မန်နဲ့ဓမင်းစားကငလင်ပေးမှအလူကြီးပေးနေရဲ့ဇွဲထက်ရွှေဆိုင်ပရိသတ်များလုံးမမင်္ဂလာပါရှင့်ရွှေမန်လေး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကြည်ကြည်တဲ့ကျန်းသာကြွယ်ဝပေမဲ့ဂုံဘကသနာမှာပါပဲရိုးရှင်းစွာနဲ့ငလင်ပေးမှလှူတန်းနေလို့လူပြောများနေရာကတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဖြစ်ပါတယ် မြန်မာနိုင်ငံမှာအောင်မြင်ကြကြပြီးချမ်းသာကြွယ်ဝတဲ့ရွှေဆိုင်ပိုင်ရှင်တွေအများကြီးရှိပါတယ်။တချို့သောရွှေဆိုင်တတိတွေဆိုရင်တခြားတာမန်လူတွေနဲ့မတူပဲရွှေလင်ပန်းနဲ့သာထမင်းစားကြပါတယ်။ဒါပေမဲ့လည်းဒီလိုဂုံပကသနမောင်းမာတဲ့သူတွေတည်းမှာဇွဲထက်ရွှေဆိုင်မပါဝင်ခဲ့ပါဘူး။နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကိုလာရှုံမျိုးကရွှေဆိုင်ပိုင်ရှင်ဦးစန်းဝင်ဒေါ်ဝင်းမာတို့ကမိသားစုပိုင်ရွှေဆိုင်ဖြစ်2003ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရင်နောက်ဆယ်နှစ်အကြာ2013ခုနှစ်မှာတော့မန္တလေးမြို့88လမ်းကဒိုင်းမော ံပလာဇာမှာဇွဲထက်ရွှေဆိုင်ဆိုင်ခွဲအမှတ်၄ကိုစတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့တဖြည်းဖြည်းနဲ့နာမည်ကျော်ကြားလာပြီးတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဖြစ်လာခဲ့ရပါဒီလိုမျိုးနိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကအခုလိုမြန်မာတိုင်းနိုင်ငံလုံးသဘာဝဘေးအန္တရာယ်ကြီးကြာရောက်နေတဲ့အချိန်မှာလက်ပိုက်ကြည့်မနေခဲ့ပါဘူး။အခုဆိုရင်တော့ဇွဲထက်ရွှေဆိုင်ပိုင်ရှင်နဲ့ဇနီးကတရဏာပြုတ်တဲ့အနေနဲ့ငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတယ်။မစိုးရင်တိုက်တဲ့ဖုံးတော်ကြီးကျောင်းကိုငကုံမူလပုံစံအတိုင်းမပြတ်မယွင်းပဲသိန်း2000ခွဲအကုန်ကျခံက ာပြန်လည်မုံမှန်အသည့်တည်ဆောက်သွားမယ်လို့သိရပါတယ်။ဒါကြောင့်လည်းလူတွေကတော့နိုင်ငံကျော်စွဲထက်ရွှေဆိုင်ရဲ့တာရဏပြုအလူအတန်းအတွက်တာရုအကျင့်ကျင့်ခေါ်ဆိုနေကြပါတယ်။ တကယ်တော့ဇွဲတက်ရွှင်ဆိုင်ကအခုမှမစိုးရိမ်တိုက်တဲ့ចောင်းဆောင်ကြီးကိုလှူဒန်းတာမျိုးမဟုတ်ပါဘူးဇွဲတက်ရွှင်ဆိုင်မိသားစုကအရင်ကတည်းကမစိုးရိမ်ចောင်းတော်ကြီးရဲ့ပင်တိုင်အလူဒါရိုက်ကဒါရိုက်ကမှအဖြစ်ចောင်းကြီးမှာစွန်ကျွေးရပါဝင် အမြဲတမ်းအလူဒန်းတွေလုံနေကြတာဖြစ်ပါတယ်ဒါကြောင့်လေလူတွေကတော့နိုင်ငံကျော်ဇွဲတက်ရွှင်ဆိုင်ရဲ့တာရဏပြုအလူဒန်းအတွက်တာရုအကြိမ်ကြိမ်ခေါ်ဆိုနေကြတာပါ ဒါအပြင်ဇွဲတက်ရွှေဆိုင်တထေးမကြီးကမန္တလေးမြို့ကပြည်သူတွေစားရေးတောက်ရေးအဆင်ပြေစေဖို့အတွက်စတုတ္ထီတာထမင်းကျွေးမွေးနေခဲ့ပါတယ်။စတုတ္ထီတာကိုလည်းတာမန်အဖြစ်ကျွေးမွေးတာမဟုတ်ပါဘူး။ လူအများဘာသာမရွေးစားသုံးနိုင်အောင်ငချောက်စီပြန်ဟင်းပဲဟင်းချို့ပဇွန်ကျော်စတဲ့ဟင်းအကောင်းတွေကိုပဲကျွေးမွေးခဲ့တာဖြစ်ပါတယ်။ဒီလိုချက်ပြုတ်ကျွေးမွေးနေတဲ့ချိန်မှာနိုင်ငံကျော်ဇွဲထက်တတိမကြီးကတိန်ပေါင်းတိန်တန်းချီကချမ်းသာပေမယ့်ဂုံပကာသနာမပါဝင်မဲနဂတ်တောင်မဝိစင်မဲနဲ့တကယ့်ကိုရိုးရှင်းစွာနဲ့ချက်ပြုတ်ကျွေးမွေးနေတာဖြစ်ပါတယ်။ဒါအပြင်သူမတို့ကိုယ်တိုင်ကလည်းစတုတီတာနဲ့အတူတူဝင်စားပြီးတော့အဲ့ဒီချိန်မှာစတီးလင်မန်စတီးစွန်နဲ့ဂုံပကာသနာမပါဝဲဝင်စားပြခဲ့တာဖြစ်ပါတယ်။ ဲတက်တွေကတော့တချို့သောလူတွေကရွှေပကံနဲ့စားနေချင်းဇွဲတက်ရွှေဆိုင်ကငလင်ပေးမှအလူကြီးပေးပြီးဘဝကိုရိုးရှင်းစွာဖြတ်သန်းနေရကြောင်းလူပြောများနေရလဲဖြစ်ပါတယ်။ပရိသတ်တွေကရောဒီလိုမျိုးကုန်းပကသနာမပါဝင်နေအလူကြီးပေးနေတဲ့နိုင်ငံကျော်ဇွဲတက်ရွှေဆိုင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးတော့ကြပါအောင်ရှင်။အဆုံးတကြီးရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။